နျူကလ িয়ার ဆွေးနွေးသောခရစ်စတုံးကြီးစံတမှုနဲ့ပတ်သက်ပြီးရုရှားသမ္မတဗလာဒီမောပူတင်ရဲ့ထုတ်ပြန်ချက်ဟာမသင့်တော်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ်ကအော်တိုဝါ28ရက်ကပြောပါရယ်ရုရှားသမ္မတဗလာဒီမောပူတင်ကနျူကလ িয়ার ဆွေးနွေးသောခရစ်စတုံးကြီးအသက်ကိုအောင်မြင်တဲ့နောက်ဆုံးစံတမှုလှုပ်ဆောင်ခဲ့တယ်လို့အော်တိုဝါ26ရက်ကကြေညာခဲ့ပါရယ် သူကယူကရိန်းမှာဖြစ်ပွားနေတဲ့စစ်ပွဲကိုအဆုံးသတ်တင်ပါတယ်။တပတ်နဲ့ပြီးတဲ့စစ်ပွဲဟာမကြာမီပါပဲ၄နှစ်ထဲကိုရောက်လာပါပြီ။ဒုံးကျည်တွေကိုစမ်းသပ်နေမယ့်အစားသူလုံးတဲ့အရာဟာစစ်ပွဲပြီးသွားဖို့ပါလို့ Trump က F1 လေယာဉ်ပေါ်မှာသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ရုရှားကစမ်းသပ်ခဲ့တဲ့ Barbastank လို့အမည်ပေးထားတဲ့ဒုံးကျည်တွေဟာထူးခြားတဲ့နျူကလ িয়ার ဆွမ်းရည်ရှိတဲ့လက်နက်ဖြစ်ပြီးအကွာအဝေးကီလိုမီတာ၁၄၀၀မိုင်ပေါင်း၈၀၀၀အထိရောက်နိုင်တဲ့ဒုံးကျည်ဖြစ်ပါတယ်။ အဆုံးဖြတ်ပေးတဲ့စံသက်ချက်တွေဟာအခုပြီးသွားပါပြီလို့စစ်ဘက်တာဝန်ရှိသူတွေနဲ့ပြုလုပ်တဲ့အစည်းအဝေးမှာပူတင်ကပြောကြားခဲ့ပါတယ်။ဒီတုံးချီအစ်စ်ကိုရုရှားကြီးတပ်မှအုံပြုရေးအတွက်အခြေခံအဆောင်အုံတွေပြင်ဆင်မှုကိုလည်းသမ္မတပူတင်ကညွှန်ကြားခဲ့ပါတယ်။ထရမ့်က၎င်းဟာဒုတိယအကြိမ်သမ္မတပြန်ဖြစ်တဲ့အခါ သမရဖြစ်ပြီးနိုင်ပိုင်းအတွင်းယူကရိန်းစစ်ပွဲအမြန်ပြီးဆုံးသွားအောင်လုပ်မယ်လို့ခရီးပေးခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်သမရရဲ့ချောင်းဝင်စစ်ဆင်မှုတွေရှိနေတဲ့တိုင်အောင်ရုရှားနဲ့ယူကရိန်းတို့ရဲ့ဆွေးနွေးမှုတွေရပ်နေခဲ့ပါတယ်။ဘာဘက်စတန်ဒုံးကြီးဟာ2018ခုနှစ်မလတရက်မှာရုရှားသမရဗလာဒီမာပူတင်ကြီးညာခဲ့တဲ့ရုရှားမဟာဗျူဟာမြောက်ဒုံးကြီး6ခုထဲကတစ်ခုဖြစ်ပါတယ်။